Hello အားလုံးမင်္ဂလာပါရှင်။ချန်နီနီမှာဒီပတန်လေးတင်ပေးပါမယ်။ကြံလေးပုံလေးပြထားမယ်နော်။ဒီပတန်လေးကချေတော့အောင်ကွက်လေးထဲချုပ်ထားတယ်။ပြီးလို့ရှိရင်ဒီမှာအောက်အဝိုက်လေးနဲ့ပေါ့နော်။ဖြတ်ဆက်လုပ်ထားတဲ့ဒီဇိုင်းလေး။ဒီဒီဇိုင်းလေးကိုပတန်လေးဆွဲပြပါမယ်။ချန်မနီကတနည်းကိုဗီဒီယိုမတင်ဖြစ်ဘူး။အဲဆိုချန်မနီကတောက်လျှောက်မအိတ်တာလေး။ မအိပ်ရတာများနေမအိပ်ရများဆိုချက်24နာရီမှာဒီနေ့ကို24နာရီမှာလीဒီနိုင်တော့ပြန်အိပ်တယ်။အဲဆိုလူကကြောက်အားမရှိခေါင်းနေမူးလာ။အဲ့ဒါလည်းပဲချက်မနေရတော့။ရှောင်းအိပ်မယ်ဆိုပြီးအိပ်စီတောက်ပြလိုက်တာ။အိပ်စီတောက်ရလာတော့မနေရညံ့နေတယ်ဟိုကတောက်လျှောက်အိပ်သွား။ဒီနေ့မနေဟိုကလောက်မှနိုး၁၀နာရီလောက်မှနိုး။အဲ့ဒါတော့မှချက်ကိုတိအိပ်ချင်တော့မှညလုံးနေဖောင်း ပြီးတော့အလုံးလုံးမယ်ဆိုပြီးတော့ထလာတာအေးမဝတည်ပြင်တရေးပြင်အိမ်โอเคအဲ့ဒါဆိုလို့ရှိရင်တချို့တို့ဒီဟာကိုရှေ့ချံပတန်တရွနောက်ချံပတရံတရွဆွဲထားပေးပါပြီးတော့သူ့ကို no bra pattern ဆွဲပေးနော် no bra pattern ဆွဲပေးဘာလို့ no bra pattern လို့ပြောလဲဆိုရိုးရိုး pattern နဲ့မတူဘူးအုံကွက်ထည့်ရမယ့် pattern ကိုဆွဲပေးပါအဲ့ဒီ pattern ပေါ်မှာပြင်ရမယ့်ဟာတွေကိုချဲထည့်ပြီးတော့ပျော်သွားပေးမယ်ဟုတ်ပြီနော်အဲ့ဒါချဲကိုဆွဲထားပေးနော် ဟုတ်ပြီတချင်တော့ဒီမှာရှေ့ချမ်းပတန်နဲ့နောက်ချမ်းပတန်ဆွဲထားရယ်အဲ့တော့နောက်ချမ်းမှာတော့သူကနောက်မှာစစ်တက်တယ်ထင်တယ်စစ်ပဲဖြစ်ဖြစ်ချင်တော့ထုတ်ကျက်ဒီပဲဖြစ်တက်လို့ရတယ်အဲ့တော့ချင်တော့ကလက်ဖောင်းဖြစ်တဲ့အတွက်ပခုံးကို လေးစိတ်ဖြုတ်ချထားမယ်ပြီးသွားပြီဆိုရင်သူ့ရဲ့လေဘင်းကဘလောက်ကျက်လဲဆိုချင်တော့အနည်းဆုံးအဲ့ဒီလေဘင်းအကျယ်တိလေးလက်မခွဲနော်လေးလက်မခွဲလောက်ထားရတယ်လေးလက်မလေးစိတ်ပေါ့ လေးလက်မ၄စိမ့်လောက်ထားအဲလိုခန္ဓာကိုယ်သေးတဲ့သူပိန်တဲ့သူဆိုရင်တော့လေးလက်မဆိုရင်ရပြီနော်သူကအရှိမလဲပင်ပုံပေါအောင်ဖော်တာဖြစ်တဲ့အတွက်လဲပင်ကိုကြကြယူထားတယ်အဲ့တော့ဆရာတို့ဒီအောက်ကိုတော့တလက်မ၄စိမ့်သို့မဟုတ်တလက်မ sorry နှစ်လက်မပေါ့တလက်မ၄စိမ့်သို့မဟုတ်နှစ်လက်မနော်အဲ့လောက်နဲ့ဆရာတို့ဒီကနေပြီးတော့အနေနဲ့ဒီလိုမျိုးဖောက် sorry နော်ဒီလိုမျိုးလဲပင်ရမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီချေတို့က ဒီမှာလေဘင်းကကျယ်သွားတယ်လေလေလက်မခွဲလောက်ချလိုက်တဲ့လေဘင်းဆိုရင်ကျယ်သွားတာဖြစ်တဲ့အတွက်ဒီနောက်ချမ်းလေဘင်းမှာပိတ်စရထောင်မနေအောင်လို့ကျွန်တော်ဒီမှာလေးစိတ်တောက်တစ်ချောင်းထိုးပေးအဲ့ဒီလေးစိတ်တောက်တစ်ချောင်းကိုဘယ်ကနေထိုးလဲဆိုကျွန်တော်ဒီနေရာကနေလှမ်းထိုးပေးပါထိုးပေးသွားပြီဆိုလို့ရှိရင်ဒီတော့ကဘာလုပ်ရလဲဆိုရင်သိက်ကပ်ပြီးတော့ဖြောက်ပေး နော်ဒီနေရာလေးကိုဆွဲပြီးကတ်လိုက်တဲ့သဘောဒါဆိုရင်ကျတော့နောက်ချမ်းလေဘင်းကဘလောက်ပဲကြည်ကြည်လူကပခုံးတွေလက်တွေလှုပ်ရှားတဲ့အခါမှာအဲ့ဒီရဲ့ဒီအနောက်ကပိတ်စားနေပြီးတော့ထောင်သွားတာမျိုးဖောင်းသွားတာမျိုးမရှိအောင်အတွက်ဒီလိုမျိုးတောက်ကိုထည့်ရလေဘင်းတောက်ကိုကျတော့ဒီကိုယ်တဲ့တောက်ကနေလှမ်းထည့်လို့ရလားဆိုရင်နောက်တော့ခွဲမဲ့အင်ကြီးဆိုရင်တော့ထည့်လို့ရတယ်ကျတော့ဒီကနေထိုးဒီတောက်ကိုတိတ်ကပ်ပြီးရင် လိုပခုံးတောက်တို့ဒီလို white တောက်တို့ကနေခွဲထုတ်မယ်ဆိုလို့ရှိရင်တော့ချက်ဒီတောက်ကနေပြီးသွားလို့ရတယ်။ဒါပေမဲ့ဒီခန္ဓာကိုအောက်ကကိုယ်ထဲတောက်ကလည်းပိတ်ဆောက်မှာပဲထိုးမှာပတ်တံမှာမဖြောက်ဘူးဆိုလို့ရှိရင်ကျတို့ဒီနားကနေလှမ်းပြီးတော့ဘေးတစောင်းလေးထိုးပေးပါလေးစိတ်တောက်တစ်ချောင်းထိုးပေးဒါဆိုရင်ကျတို့ဒီလေပင်ဒီလေလက်မခွဲဖြစ်ဖြစ်ငါးလက်မဖြစ်ဖြစ်ဘလောက်ပဲကျဲသွားကျဲသွားဒီလေပင်ကအနောက်မှာထောင်မနေတော့ရမယ်နော်အဲ့တော့ကျတို့ဒီနောက်မှာနောက်ွယ်ဖြစ်တယ်ဖြစ်တဲ့အတွက် ဒီနောက်ချမ်းကိုခါလေးစိတ်စားပေးပါဒါဆိုရင်နောက်ချမ်းကရပြီနောက်ချမ်းမှာအလှပုံထည့်ကျင်တော့လေကိုထည့်ကျင်တဲ့ပုံစံယူပေါ့နော်ဒီအင်ဂျီမှာချဲအနောက်ကိုမမြင်ရဘူးရှေ့ချမ်းလေးပဲမြင်ရတာရမယ်နော်အရှိချမ်းမှာဆိုရင်ဒီချဲတော့နှစ်ထပ်ပုံစံချုပ်ထားတာဒါပေမဲ့ပတန်တရွတ်ထဲယူပြီးတော့တစ်ထပ်ထဲချုပ်ရှင်လည်းရတယ်။ဒါမှမဟုတ်နှစ်ထပ်ထပ်ရှင်လည်းရတယ်။နှစ်ထပ်ထပ်မယ်ဆိုလို့ရှင်တော့ရှေ့ချမ်းပတန်ကိုနှစ်ရွက်ယူလိုက်။နှစ်ရွက်ယူပြီးတော့အောက်ကရင်ခန့်ပိုင်းအတွက် တက်ရွက်ညှက်ထုတ်ပြီးမှအပေါ်တစ်ပိုင်းကိုတစ်ထပ်ထပ်ချုပ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီမှာနှစ်ထပ်မဟုတ်ဘဲနဲ့တော့ white တဲ့ဆက်တဲ့နည်းနဲ့ခြေရပြပေးမယ်နော်အဲ့တော့ခြေရဘယ်လိုယူမလဲဆိုရင်သူကဒီနားမှာရင်အောက်နေရရင်အောက်နေရာတော့ white ယူထားလीအဲ့တော့ကျောင်းဒီရင်အောက်နေရာလေးကိုမြင်းလေးတန်းတန်းထားဒီမျိုးဒီဘက်ထိမသွားဘူးเนาะဒီဘက်ကကြာတော့တဆက်ထဲအဝိုက်လာမယ့်နေရာရှိတယ်အဲ့တော့ဒီရှေ့လေးပဲယူထားပေးပြီးတော့ရင်ဆိုရင်ကျောင်းဒီမှာ ်။အုတ်ကွက်ထဲမှာဖြစ်တဲ့အတွက်ရင်ပိတောက်ထိုးမယ်။ဒီမှာခန္ဓာကိုယ်တောက်တစ်ခုရှိမယ်။ပြီးသွားရင်သူ့ရဲ့ဒီအပေါ်ကလယ်ဘင်းကဘယ်နားထိချထားလဲဆိုတော့ချက်လို့ဒီနားမှာရှေ့ရင်ကျယ်မြင်တစ်ချောင်းရှိတယ်။ရှေ့ရင်ကျယ်မြင်အောက်ထိတောင်သူကချထားသေးတယ်။လယ်ဘင်းအောက်ကိုကြက်ကြလေးဝတ်တဲ့အင်ဂျီပေါ့နော်။အဲဆိုတော့ချက်တော့သူဘယ်နားလောက်ထိထားမလဲဆိုဒီပခုံးထိပ်ကနေပြီးတော့ပခုံးထိပ်ကရင်မြင်းနားရဲ့အပေါ်လေးနော်။ချက်တော့ဟွာလောက်ထိပေါ့6လက်မလောက် အနည်းဆုံး6လက်မလောက်ထိချထားတယ်เนาะ6လက်မလောက်ထိချမယ်ရှီလေဘင်းကအနောက်ခြမ်းမှာ4လက်မခွဲဖောက်ထားဖြစ်တဲ့အတွက်ဒီမှာလည်း4လက်မခွဲဖောက်မယ်တကယ်လို့ကိုကပို့ပြီးတော့ကြဲရကြိုက်တယ်လေဘင်းသားပြည့်တယ်ဆိုလို့ရှိရင်5လက်မထိဖောက်လို့ရတယ်ဟုတ်တယ်เนาะ5လက်မထိဖောက်လို့ရတယ်ဆိုတော့ချက်တော့ဒီလေဘင်းလေးဒီနားလေးပေါ့နော်အဲ့နားလေးကနေပြီးတော့သူကခုံခုံလေးဆင်းတယ်ဆက်ဒီမှာလက်လှည့်ကောင်းနည်းနည်းလေးစောင်းလိုက်မယ်နော်ဒီလိုခုံခုံလေးဒီလိုခုံခုံလေးဆင်းပြီပတ်တန်ကိုပေကွေးလေးနဲ့ဝါယူလိုက်ဒီလိုလေးလာဟုတ်လား ဲ့လိုလေးလာပြီးွားပြီဆိုလို့ရှိရင်ချဲဦးဒီမှာအောက်ခံရင်ငန်းအပိုင်းလေးတွက်ကြတော့ဘလို့လေးထွက်လဲဆိုတော့သူကဒီလိုလေးချန်ယူပြီးမှမကြီးဒီရင်ထိတ်တက်တဲ့เนาะရင်ထိတ်တက်တဲ့လာမယ့်နေရာလေးကို အပေါ်ကိုတလက်မခွဲလောက်တက်လိုက်တက်လိုက်ပြီးဒီလိုမျိုးလေး ဒီနားမှာလည်းခြေတို့ဟိုကထားပြီးဒီနားကကြတော့ရင်မြင်းလောက်ထိထားပြီးပေါ့နော်ရင်မြင်းနေရာထိထားပြီးရင်မြင်းနေရာဆိုခြေတို့ဒီကနေအကြာခုနလမလောက်ထိရှိတယ်အဲ့ဒီရင်မြင်းနားနေသွားမယ်ခြေတို့ရင်မြင်းနားမှာဒီနားနဲ့ဒီနားဘယ်လောက်ဟာမလဲဆိုရင်၄စိတ်လောက်ဟာထားပြီးအရှိရသူကြိုးကွင်းရှက်ထားလေးဒီတလမအဟာလောက်ရှိရယ်တလမဆိုတော့ခြေတို့နှစ်ချမ်းဆိုရင်တလမတဝက်ဆိုတော့၄စိတ်ပဲရှိမယ်ဟုတ်လားအဲ့တော့ခြေတို့ဒီမှာကြည့်ပြီးဒီအရှိရဒါလေးကဖြတ်ထုတ်မယ်အပိုင်းလေးနော်ဖြတ်ထုတ်မယ်ပြီးလို့ရှိရင်ဒီကပုံစံလေးကဒီလိုလေး white ဆင်းလာမယ် နော် why why လေးစင်းလဲရတယ်ကော့ကော့လေးစင်းလဲရတယ်ဒီကကိုဆွဲတဲ့ရှိတ်အတိုင်းထွက်လာလိမ့်မယ်ရပြီလားအဲ့လိုမျိုးလေးထွက်လာမယ်ပြီးရင်ဒီရှိရကသူကကျဲသီးကွင်းလို့ခွင်းလေးတွေချုပ်မယ်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာနော်ကျဲသီးကွင်းအချက်လေးလောက်ထား နော်ဒါလေးကကျဲတီးခွင်းလေးကိုကိုကိုချုပ်ချုပ်ပြီးလို့ရှိရင်ရှေ့မှာအဆက်လေးထည့်ပြီးတော့ချုပ်ရဒီအမျိုးဒီဇိုင်းလေးကိုဒီလိုကျိုးဝင်းထည့်ပြီးတော့ဆက်ချုပ်တာဒီဇိုင်းလေးကိုချက် Nobra update တဲ့မှာတင်ပေးထားဘူးတယ်အဲ့ကျိုးရှက်နီးလေးတွေအဲတည်ခြင်းနဲ့အုံကွက်ပတ်တန်လေးတည်ခြင်းနဲ့ဆိုတော့ Nobra update online class လေး join လို့ရတယ်ချက်ချင်းမှာ Facebook group နဲ့ရော Telegram group နဲ့ကိုတင်ပေးထားဖြစ်တဲ့အတွက် ် Facebook မရဘူး Telegram ပဲရှိရဆိုတဲ့သူတွေလည်းတက်လို့ရတယ်။အဲ့ဒီတန်လေးကချေတော့ဒီဇိုင်း10မျိုးထိတင်ပေးထားတယ်။ No bra တွေပဲလုံးဝ trend ဖြစ်နေတဲ့ပုံစံလေးတွေပါတယ်။ No bra ကိုမှအင်ဂျီတွေတင်မဟုတ်ဘဲနဲ့ချေကကိုယ်တိုင်းနီးပြီးလို့ရှိရင်အခြေခံကြားတဲ့ basic frame ပေါ့နော် no bra ဆိုရင်တီးတန့်ဆိုရတဲ့ basic frame ကိုပါထည့်တင်ပေးထားတဲ့အတန်းဖြစ်တယ်။အဲ့ဒီအတန်းကချေတလောက်ကိုလူအယောက်90ပဲလက်ခံတာဖြစ်တယ်။ဒီလားတော့ကချေဒီအလားအစလားဝတ်တော်မရှိသေးဘူး။လူကပြည့်ကန်နီးဆဲဆဲလောက်ဖြစ်သွားတယ်ပေါ့နော်ချေလိုအဲ့90ပြည့် ို့တော့မသိမလို့တော့ချက်လိုခဲ့ရင်၄၅၈ရောက်လောက်ပဲလိုရမယ်အဲ့ဒီတန်းလေးကိုတက်ချင်နေဆိုရင်တော့အမြန်သွားပြီးတော့ join လိုက်เนาะချက်ရဲ့ Viber မှာအဲ့လိုရတယ်သူကဒီလအတွက်အယောက်90တန်းမှာဒီချေလို့ဒီတန်းလေးကိုအပ်လို့ရှိရင်အာတောင်းနဲ့တင်တဲ့တစ်ခုကိုပါတောင်းနဲ့သုံးလားလေးလောက်ပထမဂျိတ်စကက်တန်းဟုတ်ပါချေလို့ free ပေးထားလက်ဆောင်ပေးထားရှိရတာလူအယောက်90အတွင်းပေါ့နော်ချေကျန်တဲ့သူက10ယောက်တောင်မပြီးတော့နေရာအလို့ကအာ9ယောက်10ယောက်လောက်ပဲကျန်မယ်တက်မယ်ဆိုရင်တော့အမြန်သွားအပ်ပြီနော် ဟုတ်ပြီအရောချက်သားလေးကိုဆက်ပြီးတင်မယ်ဒီတောက်ကိုထိုးဖို့အတွက်ဆိုချင်တော့အပေါ်ကိုတက်တက်ဆွဲလိုက်ပါပြီးရင်လေးစိတ်ဟိုဘက်လေးစိတ်ဒီဘက်လေးစိတ်တောက်တစ်ချောင်းထိုးမယ်ကျတော့ဒီဟာမှာဒီတောက်ကနေပြီးတော့ခွဲထုတ်မယ်ပေါ့အဲ့ဒီအပိုင်းလေးဒီသူကတော့အင်ဂျင်နဲ့ထမိန်မှာဝိုင်းဆက်ဖြစ်တဲ့အတွက်ထမိန်ရဲ့အပိတ်သားကိုပြန်ပြီးထည့်ထားရယ်ကျတော့ဒီတခြား အယောင်ဆိုလဲတခြားအယောင်လဲထည့်လို့ရပါတော့။သူကအယောင်ကွဲလေးနဲ့ဆိုရင်တော့ပို့ပြီးတော့လှတာပေါ့။ဒီရဲ့ဆက်ထားတဲ့ shape လေးကပို့ပြီးတော့ပေါ်တယ်။နော်ဝမ်းဆက်ချုပ်မယ်ဆိုရင်တော့ထမိန်သားလေးကိုပြန်ထည့်တာဆိုရင်ပို့ပြီးတော့လှတယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျတော့ဒီ white ကနေပြီးတော့သူကဒီဘက်တစ်ချံကို F2 တစ်ချံကဒီလိုမျိုး white လေးနဲ့သွားမှာ။ဘယ်လိုလေး white လာလဲဆိုဒီမှာကြည့် ီရင်လေးကိုပေါ်အောင်လို့ဝိုက်လာတယ်။ဒီနေရာကိုတချက်လို့လက်နဲ့ဆရာကပတ်တန်အသေးလေးဖြစ်တဲ့အတွက်လက်နဲ့ဝိုက်ပြလိုက်တယ်။ပတ်တန်အကြီးဆိုရင်ပေကွေးလေးနဲ့ဝိုက်ယူပေါ့နော်။အဲ့တော့ဒီဘက်လေးပါအဝိုက်ပုံစံလေးထွက်လာအောင်လို့ယူထားတယ်ဒီလိုလေးအဲ့တော့ကျတော့ဒီအပိုင်းလေး ဒီအပိုင်းလေးဒီအပိုင်းလေးဒီတပိုင်းဖြတ်ထုတ်ရမယ်တပိုင်းချုပ်ရမယ်ပေါ့ဒီအပိုင်းရဲ့တပိုင်းအဲ့မှာဘယ်နှပိုင်းကွဲသွားမလဲဆိုတော့ဒီဟာဒီ F1 ဒီဟာဒီ F2 ဒီအပိုင်းတစ်ပိုင်းလုံးဒီ F3 ဒီအပိုင်းတစ်ပိုင်းလုံးကကြတော့ဖြတ်ထုတ်စရာနေရာမရှိဘူးချက်ဒီတစ်လျှောက်တောက်လျှောက်တစ်ခုလုံးလာမှာအဲ့တော့ဒီတောက်တွေကပြန်ပြီးတော့ဘာလုပ်မှာလဲဆိုတော့တိတ်ကပ်မှာဒီတောက်ကတိတ်ကပ်မယ်ဒီနားကနေဖြတ်ထုတ်မှာနော်အဲ့တော့ဒီအပိုင်းလေးရဲ့တက်တက်ထွက်သွားမယ်ဒီတောက်ကိုတိတ်ကပ်လိုက်မယ်ဒီဘက်အပိုင်းလေးရဲ့တက်တက်ပြီးရင်ဒီဘက်အပိုင်းကတက်တက်အဲ့ဒီမှာမှကျတော့ဒီရှေ့မှတွေ့လား အရှိအကွဲပါတယ်လေအရှိမှာချုပ်ရိုးစာပါတဲ့အတွက်ကျွန်တော်ဒီနေလိုမျိုးအုံကွက်အတွက်အုံကွက်ထဲချုပ်မယ်ဒီနေရာလေးမှာမောက်မောက်လေးဖြစ်နေအောင်မလုပ်လဲဆိုရင်လေးစိတ်တော့တစ်ချောင်းထိုးပါတယ်နော်ဒီအရှိမှာဆက်ကြောင်းရပါတဲ့အတွက်ဒီမှာလေးစိတ်တော့တစ်ချောင်းထပ်ထိုးတယ်အဲ့ဒီလေးစိတ်တော့တစ်ချောင်းကြာချေတော့တိတ်ပြန်ကတ်မယ် ခွဲထုတ်မှာဘယ်ရောက်ခွဲထုတ်မလဲဆိုတော့ဒီတချမ်းတိုင်းခွဲထုတ်မှာကျွန်တော်ကပြောလို့ဒီတချမ်းလေးက F1 တချမ်းဒါလေးက F2 တချမ်းဒီတစ်ခုလုံးက F3 တချမ်းပေါ်လာမယ်။သူကဒီထိတ်ကလေးကနေပြီးတော့ကျွန်တော်ဒီနားထိတ်လေးဒီတော့ကပြန်ပြီးတော့ဆက်တဲ့ထိတ်လေးကနေဘာထွက်ထားလဲဆိုကြိုးလေးထည့်ထားတယ်။အဲ့ကြိုးကကိုလိုချင်တဲ့အရှိကိုချုပ်လိုက်ချုပ်ပြီးပါလို့ရှိရင်နှစ်ဖက်ပေါ့နော်။ကျွန်တော်ဒီဘက်တချမ်းဒီဘက်တချမ်းကြိုးထွက်ပြီးတော့အင်ဂျီကိုဝစ်ပြီးကမှကျွန်တော်ခုတ်ကလေးမှာပြန်ချီထားအနောက်မှာချီထားတဲ့ကြိုးကျနေလိမ့်မယ်ပေါ့နော်။ရှည်ရှည်လေးချုပ်ပြီးတော့အနောက်မှာချီပြီးချထားတာ။တော်ဒီချမ်းမှာချုပ်တစ်ချက်ကြည့်ပေး ်ဒီနေရာလေးဒီ level က6လက်မအထိကျထားတယ်ဒီလိုလေး white ထားရဲတသက်အ white လေးဖြစ်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာချက်ကို၄စိတ်တစ်ချောင်းထိုးပေးပါ၃စိတ်၄စိတ်ဆိုရပြီ၃စိတ်လောက်ထိုးလဲရတယ်အရင်ကိုကပိန်နေသူဆို၄စိတ်ထိထိုးလို့ရတယ်နော်ဒီနေရာလေးကအောက်ကလေဘင်းသားနဲ့ကတ်မနေပဲဟို sorry ဟာမနေပဲနဲ့ကတ်နေအောင်အတွက်ဒီလိုမျိုးလေဘင်းအကြအယမ်းရှည်တဲ့ဟာလေးဆိုချက်တော့ဒီတောက်တစ်ချောင်းသုံးတယ် နော်ဒါလေးကိုလည်းတိတ်နဲ့ပြန်ကတ်တော့ကျွန်တော်ဒီ app 3ဒီဒီတောက်ကိုတိတ်နဲ့ပြန်ကတ်ဒီတောက်တိတ်နဲ့ကတ်ဒီတောက်တိတ်နဲ့ကတ်ဒီသုံးခုကတ်ပြီးသွားရင်သူရတရွက်သေးဖြစ်သွားမယ် app 3ကတရွက်သေးဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒီအပိုင်းလေးဒီဒီဟာလေးကဖြတ်ထုတ်လိုက်ရမှာနော်ဒီနေရာလေးပဲပါမှာဒီနှစ်ခုပြန်ဆက်ပြန်ဆက်ပြီးရမှာဒီခါနဲ့ဆက်ရမှာဒီနှစ်ခုပြန်ဆက်ပြီးခါမှာဒီဘက်မှာနောက်တစ်ချမ်းရှိမယ်လေဒါမျိုးနောက်တစ်ချမ်းရှိမယ်ဟုတ်လားဒါမျိုးနောက်တစ်ချမ်းရှိတဲ့ဘက်နဲ့ဒီခါနဲ့ဆက်တဲ့နေရာမှာကျတို့ဒီလိုကြိုးကွင်းအချက်လေးထည့်သွား သဘောပါမယ်နော်ဒါလေးမထည့်တဲ့ရင်ချက် Nura update တန်းကိုလာတက်အဲ့ဒီတန်းမှချက်ထည့်ပြထားအထည့်ရှိဟုတ်ပြီနော်အဲ့တော့ချက်တို့ပတ်တန်းကဒီဟာပဲအဲ့ဒီအပေါက်ဒီထိပဲနော်ဒါလေးကဒီလိုတစ်ချမ်းလေးသဘောပါမယ်နော်ဒီပတ်တန်းလေးရသွားပြီဟုတ်ပြီဒါဆိုလို့ရှိရင်ချက်တို့ဒီပတ်တန်းကိုရသွားပြီပတ်တန်းကိုရပြီဆိုရင် like ချုပ်ကြည့်ပါရှေ့အတန်းနည်းနည်းတိုးနေနော် ီပုံမှန်အတန်နဲ့နဲ့နာနေရလဲပါတယ်ချဲအပုံမှန်အတန်လဲတိုးတယ်ပြလို့ရှင်တီတီဟာချဲမိုက်ခရိုဖုန်းနဲ့အတန်တိုးနေပြီချဲဒါအသစ်မှားထားတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့အတန်ကိုတီးခံပြီးတော့အတန်လေးချဲပြီးနားထောင်ပြီးနော်ချဲပြီးကိုအတန်လေးလည်းနည်းနည်းလေးအေးအေးမဝါရဖြစ်တဲ့အတွက်အတန်လေးနာနေပါတယ်ရှင်အဲ့တော့ဒီချဲတော့အင်ဂျီတွေက ဒါကအုံကွက်ပါတာဖြစ်တဲ့အတွက်မိုးပရာပတန်နဲ့ချုပ်ရပါတယ်ကျွန်တော်ပုံမှန်ပတန်နဲ့မရပါဘူးအဲ့တော့ဒီချဲနိုဘရာအုံွက်ထည့်မယ်ဆိုရင်ပတန်ကတသက်ရှိရလားဆိုရှိပါတယ်ပတန်နေမဟုတ်ဘူးဒီချဲတို့ကိုတိုင်းကြီးမှာအစအုံွက်ထည့်မယ်အင်ကြီးဆိုပိုတိုင်းရတဲ့ point တွေရှိတယ်အဲ့တော့ချဲတို့ဒီ ပတ်တန်တွေကိုတခြားတိတိကျကျသိကျင်တဲ့ဒီပုံလာတိုင်းဒီပုံရဲ့ပတ်တန်ကိုအတိအကျဆွဲတတ်ခြင်းနဲ့ no bra ဆိုရင် no bra ပတ်တန်ရင်ခံဆိုရင်ရင်ခံပတ်တန်ရိုးရိုးမြန်မာဝတ်စုံဆိုမြန်မာဝတ်စုံပတ်တန် off shoulder ဆိုရင် off shoulder ပတ်တန်သိချင်တယ်ဆိုရင်ချက်ရှင်မှာ online class တွေလာတက်လို့ရပါတယ်ချက် online class တွေဒီတန်ခွဲ၈ခုထိဖွင့်ပေးထားပါတယ်ကိုလိုအပ်တာကိုရေးတက်လို့ရတယ်ကိုကဘယ်ဟာတက်ရမယ်မသိဘူးဆိုလို့ရှိရင်ချက် Viber မှာအသေးစိတ်လာပြီးတော့ဆွေးနွေးလို့ရပါတယ်ဘယ်တက်ရမယ်အတန်းကိုချက်ပြန်ပြီးညွှန်ပေးပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ channel ဦးပါ